အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကိုတင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ရက်ွက်တဲ့နွားနို့ရောင်တဲ့ကောင်မလေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါတရမတော်ရော့ဂျ်ဘီနွားနို့ရောင်ပြီးပြန်လာနေခဲ့တဲ့အချိန်သူရဲ့စပိန်ချောက်ထဲပြုတ်ကျသွားပါတယ်စပိန်ချောက်ထဲပြုတ်ကျသွားတဲ့အတွက်သူတန်ရောင်ရိအများကြီးလဲရရှိသွားခဲ့ပါတယ် အဲ့ဒါကြောင့်အခုဆိုရင်တော့သူစပိန်လည်းမနေနိုင်တော့တလိုမျိုးနွားတို့တော့ပို့ဖို့အတွက်လည်းအခက်အခဲဖြစ်နေခဲ့ပါတယ်။ဒုက္ခပဲဒံယာရီကလည်းအများကြီးပဲငါအိယာကနေထတော့မထနိုင်ဘူး။အိယာကနေမထဘူးဆိုလို့ရှင်တော့နွားတို့ဆိုင်ကအကိုကြီးကတခြားတယောက်ကိုအလုခန့်လိုက်လိမ့်မယ်။အခုပဲကျွန်တော်ကိုဖုန်းဆက်ပြီးတော့ပြောတယ်။ကျွန်တော်ရက်ကွက်ထဲနွားတို့ပို့ဖို့အတွက်မတော်တဲ့အခါကျတော့သူ့ရဲ့စီးပွားရေးနစ်နာတယ်တဲ့။ရက်ကွက်ထဲမှာရှိတဲ့သူတွေအကုန်လုံးကလည်းနွားတို့ပဲအချိန်လာပို့မှလဲဆိုပြီးတော့ပဲခဏခဏမေးနေကြတယ်။ ဒီနေ့တရက်ပဲထပ်ပြီးတော့အချိန်ပေးနိုင်တော့မယ်ဆိုပြီးတော့လည်းသူကပြောတယ်ဒီနေ့တော့မတော်ဘူးဆိုလို့ရှင်တော့ကျွန်တော်အလုပ်ပြုတ်တော့မလားမသိပါဘူးအမေရဲ့အော်တားရဲ့မတော်ပါနဲ့တားရဲ့တားရဲ့ကျမ်းမာရေးအချိန်တွေကကောင်းတာလည်းမဟုတ်ဘူးခန္ဓာကိုယ်တစ်ခုလုံးဒဏ်ရာရင်းနဲ့လေအခုတော့အလုပ်ကိုသွားလိုက်မှထပ်ပြုတ်ကြရင် ပိုဆိုးနေပါလိမ့်မယ်ကွယ်အခုတော့တလားနှလားလောက်အေးအေးဆေးဆေးအနားယူပါအောင်ဟုတ်တယ်ရှင်ဘာမအလုပ်ထိစွန့်ပုံပဲမနေပါနဲ့ရှင်နေပြန်မကောင်းမချင်းကျမရက်ွက်ထဲမှာနွားနိုးလိုက်ပို့ထားပြီမှာပေါ့ ကဲကဲကဲနေစမ်းမအောင်ဒါကဘလို့စကားလဲဒီနေ့နေပါဇက်ကနေဒီစကားကိုပြောလိုက်ပြီးဆိုပေမဲ့နောက်ဘယ်တော့မှထပ်ပြီးတော့မပြောတော့နဲ့ကြားလားငါတို့အိမ်မှာရှိတဲ့သမီးတွေချွေးမတွေကရက်ွက်ထဲမှာနွားနို့လိုက်ပို့မယ်ဟုတ်လားအပြင်မှာအချင်းတွေဘလောက် တောင်မှစိုးနေလဲဆိုတော့ကိုနေသိရောသိလားခစ်ကကောင်းတာမဟုတ်ဘူးမိန်ကလေးတယောက်ထဲအပြင်သွားပြီးနွားနို့လိုက်ရောင်းချင်သေးတယ်လူတွေအားလုံးကငါတို့ကိုပဲပြောဆိုကြမှာဘလောက်တောင်အရှက်မဲတဲ့ချွေးမလေးလဲနေရမညာနွားနို့သွားရောင်းချင်နေသေးတယ်ဟုတ်လား အမေရဲ့ဘာဆိုင်လို့လဲအရှက်မရနဲ့ဘာမှကိုမဆိုင်ဘူးကိုယောက်ျားရဲ့အလုပ်ကိုဝိုင်းဝန်းကူညီလုပ်ကိုင်ပေးတယ်ဆိုတာကကောင်းတောင်းကောင်းသေးတယ်ကျမယောက်ျားအခုလိုမျိုးမတားနိုင်တဲ့အချိန်တွေမှာကျမကသူ့ကိုကူညီပေးရမှာပေါ့ကျမတို့နှစ်ယောက်လက်ထက်တဲ့အချိန်တုန်းကမင်္ဂလာမီးပုံကိုပတ်နေတဲ့အချိန်တယောက်ကိုတယောက်ကတိပေးခဲ့ကြတယ်အေးရတူပို့အမအမြဲတယောက်လက်ကိုတယောက်ဆွဲပြီးတော့အတူတူနေထိုင်သွားမယ်ဆိုပြီးတော့လေအဲ့ဒီတုန်းကပေးခဲ့တဲ့ကတိကအခုအချိန်မှာ ကျမအနေနဲ့လိုက်နာရတော့မှာ ဒါဆိုရင်အဲ့တုန်းကပေးခဲ့တဲ့ကတိတွေအကုန်လုံးကအလိမ့်ညာတွေလား။ကဲဒီမှာယောက်ျားရေရှင်းနာထောင်။ရှင်ကျမကိုယုံကြည်တယ်မလား။ရှင်ကျမကိုမလိုအပ်တော့ဘူးလား။အခုကျမဆုံးဖြတ်တဲ့ဆုံးဖြတ်ချက်ကတခုခုမှားရွှဲနေလို့လား။ဟုတ်တယ်အမေရဲ့စုမန်းပြောတဲ့စကားအမှန်နဲ့ကျွန်တော်လည်းထောက်ခံတယ်။အခုအချိန်မှာကျွန်တော်ကိုယ်တိုင်လည်းစုမန်းကိုအရင်အရေးတကြီးလိုအပ်နေတယ်။ငါနေမကောင်းသေးဘူးဆိုတော့မင်းပဲရက်ွက်တယ်မှာနွားနို့လိုက်ရောင်းလိုက်နော်ငါတော့ရပါတယ်မင်းအခုလိုမျိုးငါ့ကိုကိုညီပေးမယ်ဆိုပြီးတော့ဆုံးဖြတ်တာကိုပဲကျေးဇူးတင်နေပြီ ငါမင်းကိုလုံးဝယုံကြည်တယ်တီလောတော်ပြီတော်ပြီငါစကားကိုဘယ်သူမှလည်းနားမထောင်ကြအောင်နင်တို့လှုပ်ချင်တာကိုသာလှုပ်ကြတော့ငါဘယ်သူကိုမှဘာမှပြောမနေချင်တော့ဘူးရက်ွက်ထဲကသူတွေအာအလုံးနေတို့ကိုလက်ညှိုးငေါငေါထိုးပြီးပြောဆိုကြတဲ့အခါကျတော့မှနင်တို့ကနားလေကြမှာရာဇဗီကသူ့မိမဆူမန်ပြောတဲ့စကားကိုလက်ခံပေးခဲ့ပါတယ်ဒါကြောင့်သူကလည်းသူ့ယောက်ျားရဲ့စပိန်လေးကိုယူပြီးနောက်မှာတော့မနက်အစောကြီးနွားတို့ရောင်းတဲ့ဆိုင်ကိုသွားလိုက်ပါတယ် နွားနိုးဆိုင်ပိုင်ရှင်ကလည်းစပင်းစီဗီရောက်ရှိလာခဲ့တဲ့ဆူမန်ကို တွေ့ခဲ့ရတဲ့အခါမှာအံအားသင့်နေခဲ့ပါရဲ့မင်္ဂလာပါအကိုကျမဆူမန်ပါကျမယောက်ျားနေမကောင်းဘူးလေကြောက်ထဲပြုတ်ကျထားတဲ့ဒဏ်ရာတွေကအရန်ကိုနှက်တာဆိုတော့ဆရာဝန်ကသူ့ကိုလောက်အနေငယ်လောက်အနာယူပါဆိုပြီးတော့ပြောထားတယ်အဲဒါကြောင့်အခုချိန်ကစပြီးကျမပဲရက်ွက်ထဲမှာနွားနိုးလိုက်ဖို့ပေးမယ်နော်ဘယ်အိမ်တွေကိုနွားနိုးလိုက်ဖို့ရမှာလဲဆိုတာကျမတို့တခါရေပြောလိုက်ပါ ခမည်းကိုယ်တိုင်နွားတို့သွားရောက်မလို့လားခမည်းအမျိုးသမီးတယောက်လေးရက်ကွက်ထဲမှာနွားတို့သွားရောက်တာအစင်မပြေပါမလားကျွန်တော်ကတော့ရပါတယ်ပြဿနာမရှိဘူးခမည်းအဲ့အတွက်ကိုပဲမင်းနေရခမည်းယောက်ျားပဲသွားသွားခမည်းပဲသွားသွားအတူတူပါပဲကျွန်တော်အတွက်ကတော့နွားတို့တွေကိုယူသွားပြီးတဲ့အခါကျလို့ရှင်တော့ပြန်မပါလာစေနဲ့အားလုံးကောင်းအောင်ရောင်းခဲနော်မကုံမဲနဲ့ပြန်ပါလာလို့ကတော့ပတ်စံမပေးဦးမှတ်ဟုတ်ကဲ့ပါအကိုရဲ့ဘောင်းမလည်းစွန့်ရင်နေပါနဲ့ကျမစိတ်ပါလက်ပါနဲ့အလုပ်ကိုလုပ်ပါမယ်ရှင် ဘာတခုမှအပြစ်ပြောစရာမရှိအောင်ကိုကျွန်မအလုပ်ကိုတည်တည်ချာချာလုပ်ခဲ့မယ်ဟုတ်ပြီလားဒါနဲ့နွားနွယောင်တဲ့အလုပ်ကိုတော့တခြားတယောက်ကိုမပေးလိုက်ပါနဲ့နော်ကျွန်မနေ့စဉ်တိုင်းအစောကြီးထွက်လာခဲ့မယ်တိလားရက်ကွက်ထဲမှာပထမဦးဆုံးအကျဉ်အိမ်တိန်ကချွေးမလေးစပိန်စီဘီနွားနွလက်ရောင်နေအောင်ကိုရက်ကွက်သူရက်ကွက်သွားတွေအားလုံးတွေ့သွားတဲ့အခါမှာတော့အံအားသင့်ကုန်ကြပါရဲ့ဒါနဲ့အတော်ရေအတော်ကတလီတာခွဲယူမှာဟုတ်တယ်မလားရော့ဒီမှာရပါပြီရှင်ဟဲ့နင်ကအရင်တော့ကနွားနုလိုက်ပုတ်ပေးတဲ့ရာဇဘီရဲ့မိန်းမမဟုတ်လား နေအခုစပိန်စီဘီရောက်ကွက်ထဲနွားနိုးလိုက်ပို့နေရဟုတ်လားနည်းနည်းလေးတော့မမရှက်ဘူးလားဟဲ့အော်အမေကြီးရဲ့ကျမခိုးဆောက်ဖွက်စားနေရမှာမဟုတ်ကြကျမအလုံးလုံးနေတာအလုံးလုံးနေတာဘာရီများရှက်နေရဦးမှာလဲအမေကြီးလည်းတီးတဲ့အတိုင်းပါပဲရှင်ကျမယောက်ျားကနေကောင်းကျမ်းမာတာမဟုတ်ဘူးလေပြီးခဲ့တဲ့တစ်ခေါက်တုန်းကသူ့ရဲ့စပိန်ကြောက်ထဲပြုတ်ကျပြီးတန်ရအနာတရရသွားတာအများကြီးပဲသူအခုဆိုရင်အဲ့ရတဲ့ကနေရောင်းထနိုင်သေးတာမဟုတ်ဘူးကျမတို့အိမ်မှာနောက်ထပ်ပတ်စံရှာပေးမယ့်သူကလည်းဘယ်သူမှရှိတာမဟုတ်ကြ အဲ့ဒါကြောင့်ကျမကလည်းကျမယောက်ျားရဲ့အလုပ်ကိုဝိုင်းကူညီလုပ်ကိုင်ပေးနေရလို့ပြောလို့ရပါတယ်။ဒါကကောင်းတဲ့အလုပ်ဆိုတော့ရှက်စရာတော့လည်းမဟုတ်ပါဘူး။ကဲရော့ဒီမှာနွားနို့ထည့်ပေးပြီးဆိုတော့ကျမကိုပတ်စံပေးပါအောင်ရှင်။ဒီနောက်မှာတော့ပတ်စံယူပြီးကျမထွက်လာခဲ့လိုက်ပါတယ်။ဒီမှာနေစင်နေတဲ့ရက်ကွက်ထဲကိုစပိန်လေးနဲ့တွားပြီးနွားနို့ကိုအိမ်တိုင်းအိမ်တိုင်းလိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။အချိန်ခဏအတွင်းမှာပဲစုမန်းဆိုတဲ့မိန်းကလေးကရက်ကွက်ထဲမှာတတော်လေးနမယ်ကြီးလာခဲ့ပါတယ်။ဆရာလာရဲ့ချွေးမလေးကမနက်အစောကြီးရက်ကွက်ထဲမှာနွားနို့လိုက်ရောင်းနေတယ်။ တရမှာတော့နွားနို့ဆိုင်ပိုင်းရှင်ကဆူမန်ကိုပြောခဲ့ပါတယ်။ဒါနဲ့ဆူမန်နေမနက်ပိုင်းနွားနို့ပို့ပြီးပြီဆိုတာနဲ့အချိန်တွေကအားလတ်နေရမဟုတ်ဘူးလား။တရက်လုံးဘာလုပ်နေလဲ။ငါတို့ဆိုင်မှာထောပတ်လုပ်ဖို့အတွက်လူလိုအပ်နေတယ်။တကယ်လို့နေ့မှအချိန်လဲရှိတယ်အလောက်ကလည်းမရှိဘူးဆိုရင်တော့ငါရဲ့ဆိုင်မှာထောပတ်လာလို့ပါလားပတ်စံလဲပို့ပြီးရှာလို့ရသွားတာပေါ့နေအလုံးနိုင်နေဆိုမှလောက်ပါငါကနေကောင်းဖို့အတွက်ပြောတာနော်ငါတော့နေကိုငါညီမလေးတယောက်လိုမျိုးပဲမြင်ပါတယ် တော်တော်လေးလည်းကြိုးစားတယ်ဆိုတော့ငါကနေအတွက်စဉ်းစားပေးပြီးတော့အခုလိုမျိုးပြောတာပါဟုတ်ကဲ့ကောင်းပါပြီအကိုရဲ့ဒါဆိုလို့ရှိရင်တော့ကျမနောက်ထပ်အလုပ်တစ်ခုလုပ်မယ်လေဘလို့မဆိုကျမလည်းနောက်ထပ်အလုပ်တစ်ခုလုပ်အပ်နေရပဲဆိုတော့ဒါလည်းကောင်းတာပဲဒါနဲ့အခုကလေးကကျမတခါတည်းအလုပ်စင်းသွားလိုက်မရလားအေးအေးအေးရတယ်လေနေအခုအိမ်ပြန်ဖို့အတွက်အချိန်ကလည်းလိုသေးတယ်ဆိုတော့တခါတည်းပဲထောပတ်လုပ်သွားလိုက်တော့ကန်နေကြလို့ရှိရင်တော့ပတ်စံရှူသွားပါအောင်ဒီလိုနဲ့စုမန်းကလည်း လောကနုဆိုင်မှာပဲနောက်ထပ်အလုပ်တစ်ခုရရှိသွားခဲ့ပါတယ်။သူမအိမ်ပြန်ဖို့အချိန်တွေကလည်းလိုအပ်သေးရဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆိုင်မှာပဲထောပတ်ထိုင်ထုံနေခဲ့ပါတယ်။ဒါကိုရက်ကွက်ထဲမှာရှိတဲ့အိမ်နီးချင်းအမျိုးသမီးတယောက်ကသူမကိုတွေ့သွားခဲ့ပါတယ်။ဆူမန်ကတော့ဆိုင်ပိုင်ရှင်ကိုအကိုတယောက်လိုပဲသဘောထားပြီးဆိုင်ပိုင်ရှင်ကလည်းဆူမန်ကိုညီမလေးတယောက်လိုမျိုးပဲဆက်ဆံခဲ့တာပါ။ဒါပေမဲ့အိန်းကြီးချင်းအမျိုးသမီးကတော့ဒေါရီအားလုံးကိုအတူထောင်တော်ပြောလိုက်ပါရီ။ဆူမန်ရဲ့ရခမဖြစ်သူဆာလာရှီကိုတွားပြီးနောက်မှာတော့ဒေါရီအားလုံးကိုတွားပြောပြပါရီ။ ကဲဒီမှာအမဆာလာရေကျမကိုလေအထင်းတော့မလွဲပါနဲ့ရှင်။ကျမလည်းအမတို့အတွက်လိုအပ်မယ်ထင်လို့လာပြောပြတာပါ။အမတို့အမရဲ့ချွေးမလေးကိုနွားနို့ပို့ပါစေဆိုပြီးတော့အခွင့်ရေးပေးခဲ့တယ်နော်။ဒါနဲ့အမရဲ့ချွေးမလေးဘာတွေလုပ်နေလဲဆိုတာကိုရောအမသိရဲ့လား။သူကနွားနို့ပို့တယ်ဆိုတဲ့အကြောင်းပြချင်တယ်။အဲ့ဒီနွားနို့ဆိုင်ပိုင်ရှင်နဲ့အမလေးရှင်ကျမရှက်လိုက်တာ။ကျမပါစကနေထွက်တောင်းမထွက်ဘူး။ကျမပြောရမှရှက်လို့မပြောတော့ဘူးတိလား။ ရက်ကွက်ထဲမှာရှိတဲ့လူတွေအကုန်လုံးကလည်းသိတယ်။အမရဲ့ချွေးမလေးနဲ့အဲ့ဒီနွားနိုးဆိုင်ပိုင်ရှင်နဲ့တခုခုတော့ဖြစ်နေကြပြီ။သူတို့ရဲ့ပတ်သက်ပုံကမရိုးသားဘူး။ဟဲ့နင်တဘာတွေပြောနေရလဲ။ငါချွေးမလေးပဲတော့မှအခုလိုမျိုးလုံမှာမဟုတ်ဘူး။သူကတအားကိုရိုးသားတာ။ပြီးတော့သူကငါသားလေးကိုလည်းအရန်ချစ်ရှာပါတယ်။ပြီးတော့နင်ပြောနေတဲ့စကားတွေကိုဖြည်းဖြည်းသာသာပြောစမ်းပါဟဲ့။ဘာလို့ငါ့ရင်ရှည်လာပြီးအော်ဟစ်နေရတာလဲ။ငါသားလေးကနေလို့ကောင်းတာလည်းမဟုတ်ဘူး။အိမ်ထဲမှာအိတ်နေတယ်။အတိတ်ပဲမရှိတဲ့စကားတွေကိုလာပြောမနေနဲ့။ ူကိုယ်တိုင်ကသားလေးကိုဂတိပေးပြီးတော့မှအလုပ်ကိုသွားတာနမဲပြက်မဲ့အလုပ်မျိုးတွေစိတ်ပူရမဲ့အလုပ်မျိုးတွေဘယ်တော့မှမလုပ်ပါဘူးတဲ့ငါတို့မိသားစုနမဲပြက်အောင်တော့ငါချွေးမလေးဘယ်တော့မှလုပ်မှာမဟုတ်ဘူးနေရလေနေဟာနေဆွဲထင်ကြာဆွဲထင်ပြီးရှောက်ပြောနေတာအော်ဟုတ်လားဒီလိုလားဒါဆိုရင်တော့ကျမပြောတဲ့စကားတွေကိုလုံးဝမယုံကြည်ဘူးပေါ့ကဲဟုတ်ပြီဒါဆိုရင်တော့ရှင်ကိုယ်တိုင်ပဲရှင်ရဲ့မျက်လုံးတွေနဲ့လိုက်ကြည့်လိုက်ရှင်မျက်လုံးနဲ့ရှင်မြင်ရပြီဆိုရင်တော့ယုံကြည်မယ်မလား နွားနဲ့ဦးပိုးပိုးအချိန်ကုန်ဆုံးသွားပြီဆိုရင်တော့အိမ်ပြန်ရမှာပေါ့သူကဘာဖြစ်လို့ကြံတဲ့အချိန်တွေကိုနွားနို့ပို့တမရဲ့ဆိုင်မှာထိုင်နေရသေးရလေဒါရီအားလုံးကိုတွေးမြင်သွားရင်တော့နင်နားလေသွားမှာပါဒီလိုနဲ့အိမ်လေးချင်းအမျိုးသမီးကစုမန်းနေရခမဖြစ်သူကိုပြောဆိုသွားခဲ့ပါတယ်နောက်နေ့စုမန်းနွားနို့ပို့ဖို့အတွက်အပြင်ကိုထွက်ခွာသွားခဲ့တဲ့အခါမှာစုမန်းနေရခမဖြစ်သူကအနောက်ကနေလိုက်ချောင်းကြည့်ခဲ့ပါတယ်စုမန်းနွားနို့လိုက်ရောက်နေတော့ကိုလည်းတတိကျကျလိုက်ကြည့်ခဲ့ပါတယ် ခဏနေတော့ဇူမန်ကလည်းဂျိုးဘက်ပြည့်စည်နေတဲ့အင်အင်ရဲ့အရှိမရက်လိုက်ပါရီဒါရီအားလုံးကိုလည်းရခမဖြစ်တော့ကကြည်နေစေပါပဲ။ကဲတားလေးရေနွားတို့ခွက်အမြန်ဆုံးယူခဲ့ဇူမန်ရဲ့နေကငါတားလေးအတွက်အမြဲတမ်းနွားတို့တစ်ခွက်လာပို့ပေးတယ်။ငါအဲ့ဒီအတွက်ဘာပတ်စံမှလည်းမပေးနိုင်ဘူး။ဘယ်လိုမဆိုနင်းလဲနွားတို့ကိုဝယ်ရတာပတ်စံကုန်မှာပေါ့။ထားလိုက်ပါဇူမန်ရဲ့ငါတို့ကိုနွားတို့လာပေးမနေတော့နဲ့။အော်မဟုတ်တာရှင်။အမကအိမ်တိုင်းအိမ်တိုင်းမှာအလုပ်လိုက်လို့ပြီးခလေးကိုပညာသင်ပေးနေရမှာမဟုတ်လား။ ဒါမှလည်းတရကြရင်ရာဂျူကြီးလာပြီးသူ့ခြောက်ပေါ်သူ့ရက်တည်နိုင်မှာသူသာအလောက်ကောင်းကောင်းတစ်ခုရရှိသွားခဲ့တဲ့အခါကျရင်အမရဲ့စိုးရင်တော့ကားတွေအကုန်လုံးကလည်းပျောက်ွယ်သွားလိမ့်မယ်။ကျမကတော့ရာဂျူရဲ့စိတ်ကူးအိမ်မက်တွေအများဆုံးဖြစ်လာပါစေလို့ဆုတောင်းပေးရနော်။သူပညာရည်အများကြီးတက်တဲ့အခါကျတော့ကောင်းတာပေါ့။အဲဒါကြောင့်တရတရရာဂျူနွားနို့တစ်ခွက်တောက်ဖို့အရန်အရေးကြီးတယ်။ဘယ်လိုလဲတာလီရဲ့နွားနို့တောက်ရင်တော့ကလေးတွေက အုံနောက်ပို့ပြီးတော့အလုံးလုံးနိုင်နေအဆင့်တက်လဲရမယ်ဟုတ်တယ်မလား။ ကျေးဇူးအများကြီးတင်ပါတယ်အတော်ရဲ့အတော်ကတကယ်အရန်ကောင်းတာပဲကျွန်တော်နေ့တိုင်းနွားတို့တောက်ပြီးတော့စားကြတယ်စုမန်းနေရဲ့နေရသဘောကောင်းလိုက်တာနေရောက်ကြလဲအများဆုံးနေပြန်ကောင်းသွားပါစေစရလာကလည်းအရာအလုံးကိုနားထောင်နေခဲ့ပါတယ်ခဏနေတော့စုမန်းကနွားတို့ပိုးတဲ့ဆိုင်ကိုပြန်လဲရောက်လာပါတယ်ညီမလေးရေရောက်လာပြီလားပင်ပန်းနေတယ်ဆိုရင်တော့နောက်နေ့မှပဲထောပတ်လို့တော့နော်ရပါတယ်ရှင်မပင်ပန်းအောင်ကျွန်မတခါတည်းပဲထောပတ်လို့သွားလိုက်မယ်ဘလို့မဆိုကျမပတ်စံလို့ရဲကျမယောက်ျားအတွက်စိတ်လေးဝယ်ရအောင်မယ် ိမ်မာလိုအပ်တဲ့ပစ္စည်းတွေကလည်းအများကြီးအဲ့ဒါကိုလည်းပြန်တဲ့အခါဝယ်သွားရမယ်။ကျွန်မရခမကလည်းမုတ်စားခြင်းနဲ့ဆိုပြီးတော့ပြောနေရလေ။အဲ့ဒါကြောင့်သူစားခြင်းတာလေးဝယ်သွားရမယ်။ကျမရောက်ခမကအသက်ကကြီးနေပြီကျမမရှိတဲ့အချိန်အိမ်အလုပ်တွေအားလုံးလုပ်ပြီးကျမယောက်ျားကိုလည်းကြည်ပေးနေအောင်ဆာလာကသူ့ချွေမလေးရဲ့ပုံစံအမှန်ကိုသိခဲ့ရတဲ့အတွက်ဝမ်းသာသွားပါရဲ့ငါချွေမလေးကကောင်းလိုက်တာငါတို့အတန်တရားဝင်ခဲ့မိတယ်နောက်နေ့အောင်စပြီးမကောင်းတာတွေကမတွေးတော့ပါဘူးငါချွေမလေးကအယမ်းတော်တယ် အရင်းနှီးရဆပ်ပြီးခမဖြစ်သူကတို့ချွေးမလေးအတွက်ကာကွယ်ပေးခဲ့ပါသည်လာနေငယ်ကြမြင်သွားခဲ့ပြီးသားဖြစ်သူနေပြန်ကောင်းကြမှာသွားခဲ့တဲ့အခါမှာလဲရခမကချွေးမလေးကိုပါအတူတူအလုပ်လုပ်ခွင့်ပေးလိုက်ပါတယ်။ပြောင်းလဲသွားတဲ့ရခမပုံစံတွေကြောင့်ချွေးမလေးလည်းဝမ်းသာပျော်ရွှင်ခဲ့ပါတယ်။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ဖရာတရားကိုင်းဆိုင်တဲ့ချွေးမလေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။ဒီပြားဆိုရင်မိန်ကလေးတယောက်ကလောလောလတ်လတ်ထက်ထားတဲ့သူဖြစ်ပါတယ်။ ရခမအင်ကိုရောက်ရှိလာခဲ့ပြီးပထမဦးဆုံးနေ့ရက်လေးမှာပဲသူမမနဲ့အစောကြီး9နာရီထလာခဲ့ပါရီ။ဒီနောက်မှာတော့အင်ရအလုပ်တွေအားလုံးကိုသူမလုပ်နေခဲ့ရပေါ့။အလုပ်တွေအားလုံးလုပ်လို့ပြီးစီးသွားခဲ့တဲ့အခါမှာအားလုံးစားတောက်ဖို့အတွက်မုတ်တွေကိုသူမပြင်ဆင်ပေးခဲ့ပါရီ။ဒါပေမဲ့အခုချိန်ထိအိမ်မှာရှိတဲ့မိသားစုဝင်တွေအားလုံးကအိတ်ကောင်းနေကြတော့ပါပဲ။မနက်၈နာရီထိုးသွားတဲ့အချိန်ကျမှမိသားစုဝင်တွေအားလုံးအိယာကကိုစီနိုးချလာခဲ့ကြပါရီ။ဒီနောက်မှာတော့အစ်ပြရဲ့ရောက်ခွတ်ထီးဖြစ်တော့ကလည်းချွေးမလေးကိုပြောခဲ့ပါရီ။ အိမ်ကအရင်တော့ကပွားရွာနေရပဲကြည်ပေါင်းဒီအိမ်ကဘလို့ဖြစ်လို့ဒီလောက်တောင်မှတန့်ရှင်းတောက်ပြောင်းသွားရတာလေအေးဟုတ်တယ်နော်မနက်စောစောစစ်စစ်အိမ်ကတန့်ရှင်းတောက်ပြောင်းနေရပဲဘလို့ဖြစ်တာလည်းမသိပါဘူးဘယ်သူများဓာရီကိုလောက်ထားတာလဲငါတို့မိသားစုဝင်တွေအကုန်လုံးကမနက်၈နာရီမထုံးမချင်းပဲတို့မှထကြတာမဟုတ်ဘူးဒါနဲ့ဒီလောက်တွေအလုံးကိုဘယ်သူများလောက်သွားခဲ့ရလဲတမီးလေးနေမြဒီလောက်တွေအလုံးကိုလောက်ထားတာလားအမေကိုပြောစမ်းမအောင်အမေကလည်းမလောက်ပါဘူး အမေကိုရိုင်းအောင်မအေးရကနေအစောကြီးမထနိုင်တာတမီးကအစောကြီးထပြီးလုံမယ်လို့အမေထင်နေရပေါ့လေအမေလိုမျိုးတမီးကလည်းအေးရတာကိုအရန်ကြိုက်တယ်ကဲနေပါဦးအားလုံးကဘာဖြစ်လို့ဒီလောက်တောင်မှစဉ်းစားနေကြတာလဲပြောပြမယ်ဒါရီအားလုံးကိုကျွန်တော်ရဲ့မိမဒီပြားကိုရိုင်းလောက်ထားတာဟမ်ဒါရီအားလုံးကိုရောင်းမလောက်ထားတာဟုတ်လားဟုတ်ကဲ့ဟုတ်ပါရဲ့ရှင်ဒါရီအားလုံးကိုကျွန်မလောက်ထားတာပါကျွန်မမနက်စောကြီးထတတ်တဲ့အချင်းရှိလို့လေမနက်9:00ဆိုလို့ရှင်တော့ကျွန်မမျိုးလုံးပွင့်ပြီး ဘယ်သူမှအဲ့ရကမနှောသေးရနဲ့ကျမလည်းကိုဟောက်ကိုအလောက်တွေပြီးအောင်လုံလိုက်မယ်ဆိုပြီးတော့တွေးနေလုံနေခဲ့တာအိမ်မှာအလောက်တွေအားလုံးလုံလုံပြီးသွားပြီတီလာအားလုံးစားတော့ဖို့အတွက်မနှက်စာကိုလည်းကျမပြင်ဆင်ထားပေးပါရရှင်အိမ်လောက်တွေအားလုံးလုံလို့တော့မှပြီးသွားပြီဟုတ်လားချွေးမလေးအမလေးချွေးမလေးရဲ့နင်လောက်ထားတဲ့အလောက်တွေအားလုံးတော့ငါတို့မြင်ပါတယ်မနေ့ကညတော့ကနင်အိတ်ရောအိတ်ရလားတညလုံးများအလောက်တွေထိုင်လုံနေခဲ့ရလားဒါနဲ့ဘဏ္ဍာရီလောက်အိတ်ရကနေပြီးတော့နင်ထလာခဲ့ရလား အမေကျမတ냐လုံးအလုပ်တွေလုပ်နေခဲ့တာမဟုတ်ပါဘူးရှင်ကျမမနေ့အစောကြီး9နာရီအိပ်ရာကထပြီးတော့မှအလုပ်တွေကိုလုပ်နေခဲ့ရပါကျမအားလုံးကိုအနှောက်ရှက်မပေးချင်တာကြောင့်တယောက်တည်းပဲအလုပ်တွေကိုလုပ်နေခဲ့ရလေအားလုံးကိုမနှောဘူးဆိုတာကလည်းနှောက်ရှက်ပေးမိမှာဆိုလို့ဒါနဲ့ဘာဖြစ်လို့များကျမကိုဒီလောက်ထိမေးခွန်းတွေမေးနေရလဲမသိဘူးဟိုကျမအမားတခုခုများလုံးမိသွားလို့လားမဟုတ်တာတပြားရဲ့အဲ့လိုတော့ဘယ်ဟုတ်မလဲငါတို့အိမ်မှာပထမအဦးဆုံးအကြိမ်တစ်စုံတစ်ယောက်ကမနဲ့အစောကြီးနိုးနေခဲ့တာလी ငါတို့အရင်စီမံစီကံအရောင်းဆိုလို့ရှင်တော့ထူးဆန်းတာတခုခုဖြစ်သွားတယ်လို့တောင်ပြောလို့ရတယ်။အားလုံးကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့အံ့အားသင့်နေကြတာဟုတ်လား။ဗော်ရီများထူးဆန်းတာမတူညီတာတခုခုဖြစ်သွားလို့အလောက်တောင်မှအံ့အားသင့်နေကြတာလဲရှင်။ချွေးမလေးရေငါတို့ကလည်းအဲ့ရကနေဒီအချိန်အိမ်မှထကြတာဒီအချိန်အိမ်မှထပြီးတော့တဖြည်းဖြည်းလောက်ကြတဲ့အလုပ်တွေအားလုံးမနှက်စာကိုလည်းဒီအချိန်ကြီးမရဘူးပါဘူး။နေရတော့ဒီအချိန်မှထလို့အိမ်အလုပ်တွေအားလုံးကိုလည်းလုပ်ပြီးပြီးမနှက်စာတော့ပြင်ဆင်လို့ပြီးပြီး ဩတီဗီတီဗီအဲ့ဒါကြောင့်ဒါနဲ့အားလုံးကျွန်မပြောပြစရာတခုရှိတယ်ဒီနေ့ကျွန်မပထမဦးဇော်မွေဖို့ကန်နဲ့ဝင်ရတဲ့နေ့မလားအဲ့ဒါကြောင့်မနက်စာပြင်ဆင်နေနဲ့ကျွန်မမဟုတ်အချို့လည်းပြင်ဆင်ထားတယ်အားလုံးစားဖို့အတော်ကျွန်မဟလဝါထိုးထားတယ်တီလားကောင်းလိုက်တာချွေးမလေးရဲ့ဒါဆိုလို့ရှင်တော့တော်တော်လေးကိုကောင်းတာပဲအေးအေးအေးဟုတ်ပြီချွေးမလေးရဲ့ဟုတ်ပြီဒီနေ့ကတော့နေပထမဦးဇုံတရက်မို့လို့ထားလိုက်တော့နောက်နေ့ဆိုလို့ရှင်တော့အဲ့ရကနေအစောကြီးထားစီရမလို့ဘူးတီလားအစောကြီးထားမနေနဲ့အိမ်မှာအားလုံးကအိတ်နေကြတာဆိုတော့နင်းလိုက်အိတ်ပေါ့ အမေကလည်းဘာဖြစ်လို့ရောင်းမော့သွားပြောနေရတာလဲသူကမနဲ့အစောကြီးထားတတ်တဲ့အကျင့်ရှိလို့ထားတာဖြစ်မှာပေါ့ထားပါစေသူ့အကျင့်နဲ့သူပဲလေချွေမလေးအိမ်မမနဲ့အစောကြီးအိယာကနိုးထလာခဲ့တာကိုတီးခဲ့ရတဲ့အခါမှာမိသားစုဝင်တွေအားလုံးကလည်းအံ့အားသင့်နေကြပါတယ်သူတို့မိသားစုဝင်တွေအားလုံးအတွက်ဒါကမတူညီတာတစ်ခုခုဖြစ်သွားခဲ့တာပဲလေသူမကအလုပ်ကိုစူးစမ်းပြီးအရန်လဲတော်ပါတယ်သူမအလုပ်ထားတဲ့အလုပ်တွေကိုကြည်ပြီးအားလုံးကလည်းဝမ်းသာပျော်ရွှင်စွာနဲ့ချီးကျူးပေးခဲ့ကြပါရဲ့ဒီနောက်မှာတော့ရက်အနေငယ်ကုန်လွန်သွားခဲ့ပါပြီ။ ဒီနောက်မှာတော့ဒီမမနဲ့အစောကြီးအိယာကနေနိုးထလာခဲ့ပေမဲ့အိမ်လောက်ပါတခုမှမလုပ်ပါဘူး။မနက်အစောကြီးထားရာဒီမအတွက်အကျဉ်းတစ်ခုလိုဖြစ်နေခဲ့လို့သာအစောကြီးတို့ထလာခဲ့ရပါမနက်အစောကြီးထပြီးနောက်ဒီမဖုန်းကြည့်လိုက် TV ကြည့်လိုက်တဲ့အချိန်တွေကုန်အောင်လို့လုပ်နေခဲ့ရပါတယ်ရခမဖြစ်သူအိယာကနေမနက်ခေနိုးထလာခဲ့တဲ့အခါမှာတော့မိဖို့ကန်နဲ့ဝင်သွားကြည့်လိုက်ပါတယ်မိဖို့ကန်နဲ့မှာမနက်စာဆိုတာကတော့အဝေးကြီးပါလက်ဖက်လေးတစ်ခွက်တောင်မှဖြောထားတာမတွေ့ခဲ့ရတဲ့အခါမှာတော့ချွေးမလေးကိုပြန်ခေါ်ပြီးမေးခဲ့ပြန်ပါတယ် ချွေးမလေးရေဒါဘလို့ဖြစ်တာလဲနေမနက်အစောကြီးအဲ့ရကနေထတက်တဲ့အကျင့်ရှိတယ်မဟုတ်ဘူးလားနေမနက်အစောကြီးကလေးကနိုးနေရလေဟုတ်တယ်မလားဒါတော့မှနေဘာမှလည်းမလုပ်ထားဘူးမိဖို့ကနေမှဘာမှလည်းမရှိပါလားလက်ဖေးလည်းမဖြောထားဘူးမုတ်တွေလည်းမလုပ်ထားဘူးငါကအဲ့ရကနိုးလာတော့နေတခုမဟုတ်တခုတော့လှုပ်ထားပြီလို့ထင်မှတ်နေရအော်အမေရေအမေတို့က၈နိုင်မှအဲ့ရကနေအားလုံးထကြတာမလားအဲ့ဒါကြောင့်ကျမလည်း၈နိုင်မှစပြီးတော့လုပ်မလို့လေအစောကြီးလောက်ထားလို့ရှိရင်မုတ်တွေကအေးကုန်တယ်။လက်ဖေးကလည်းအရသာမရှိတော့ဘူးဖြစ်သွားလိမ့်မယ်။ အမေတို့အားလုံးအိယာကနိုးလာတဲ့နောက်မှာမှကျမလည်းလုံးမယ်ဆိုပြီးတော့စဉ်းစားထားလိုက်တာပါ။အော်ချွေးမလေးရဲ့အခုချိန်လောက်ထိဆိုရင်တော့နင်စားစရာတောက်စရာတွေကောလက်ဖေးတွေကောမနှက်စာကိုပြင်ဆင်ပြီးပြီးလောက်ပြီလို့ငါထင်နေခဲ့တာ။နေရတော့ငါတို့ပြောတဲ့စကားတွေအကုန်လုံးကိုယုံကြည်ပြီးတော့ထိုင်နေရပေါ့လေဟုတ်လား။ဟုတ်တယ်လေအမေရဲ့အမေတို့ပြောတဲ့စကားကိုကျမနားထောင်တာပါ။အမေတို့ပြောတဲ့အတိုင်းပဲကျမလုပ်ရမှာလေဟုတ်တယ်မဟုတ်ဘူးလား။တခုခုမြောင်းမှားယွင်းသွားပြန်ပြီလားရှင်။ ဒါနဲ့အမေရောရောင်းမလေးရောအရာကနိုးလာတဲ့အခါကျမှအတူတူချက်စားကြရင်ပိုကောင်းတယ်ဆိုပြီးတော့ကျမထင်သွားလို့ပါကျမတို့တောင်းရောအတူတူမိဖို့ကန်နေမှာချက်ပြောက်ကြတဲ့အခါကျတော့အချင်းချင်းလေးကိုညီယာရောက်တယ်အလုပ်လည်းမမြန်ပြီးရဲ့အရာသာအမျိုးမျိုးလေးစားရတာပေါ့အေးဟုတ်ပါပြီဟုတ်ပါပြီချွေးမလေးရဲ့ငါတို့ထမင်းဟင်ဝိုင်းကိုချက်ပြောက်ပေးလို့ရတယ်ငါတို့အားလုံးအတူတူဝိုင်းကိုချက်ပြောက်ပေးမယ်ဆိုလို့ရှိရင်နေပါဖြစ်လို့မနဲ့အစောကြီးအရာကနေထနေရသေးရလေဒီလောက်ထိအချိန်တွေအကြာကြီးနေပါရီများလုံနေခဲ့ရလေ အမေရဲ့ကျမမနဲ့အစောကြီးထတာကအကျဉ်းဖြစ်နေလို့ထလာခဲ့တာပါ။ဘာအလုံးမတော့အထွေထူလောက်เสียမှရှိဘူးလေ။အဲ့ဒါနဲ့ကျမလည်း TV ကြည့်ရယ်ဖုန်းကြည့်ရယ်ဒီတိုင်းပဲအချိန်ကောင်းအောင်လို့ထိုင်နေရတာပေါ့။ကဲကဲကဲထားထားထား။မနဲ့အစောကြီးထတာဘာလဲဆိုတော့ကိုငါနဲ့ကိုမနဲ့ဖြန်ကြလို့ရှင်ပြမယ်ဟုတ်ပြီလား။ပြောဆိုပြီးနောက်မှာတော့ရခမဖြစ်တော့ကမိဖို့ကန်နေကနေထွက်ခွာသွားလိုက်ပါတော့လေ။ကဲကောင်းနေမနှက်ပြန်အစားပြီးတော့အမေရလေအိယာကနေအစောကြီးထမယ်တဲ့ဘလောက်တောင်မှကောင်းလိုက်တယ်လေ ဒါဆိုရင်တော့နောက်နေ့ရစပြီးငါတရားဟုတ်တယ်မဟုတ်တော့ဘူး။ငါရခမကလည်းငါနဲ့အတူတူမနဲ့အစောကြီးအိယာကနေထားတတ်တဲ့အကျင့်ဖြစ်သွားတော့မယ်။ဒီမိသားစုဝင်တွေအကုန်လုံးငါဘလို့ရှင်းပြရမလဲ။မနဲ့အစောကြီးထားတာဘလောက်တောင်မှလမ်းဆန်းတက်ကြွလိုက်တယ်လေ။ကျမ်းမာရင်လည်းညီညွတ်တယ်။သူတို့ကတော့မနဲ့အစောကြီးထားတတ်တဲ့အကျင့်ကိုမရှိကြဘူး။သူတို့တောင်မနဲ့အစောကြီးထားမယ်ဆိုရင်တော့ကျမ်းမာရေးကောင်းမလားမ။ငါရခမကိုယ်တိုင်ကနောက်နေ့ရစပြီးမနဲ့အစောကြီးထားမယ်ဆိုတော့သူ့ကျမ်းမာရေးကတော့ကောင်းပြီ။ချွေးမော်လေးရဲ့အကျင့်တွေကြောင့်ရခမဖြစ်သူကနှစ်ရက်အတွင်းမှာပဲအတော်လေးကိုစိတ်ညစ်နေခဲ့ပါရဲ့ ဒါကြောင့်နောက်နေ့မှာတော့ဒီမအေယာကနေအစောဟကြီးထလာခဲ့လိုက်ပါတယ်။ဒါနဲ့အမေအမေဒီနေ့အေယာကနေအစောကြီးထလာခဲ့တာဆိုတော့ကျမတို့ယောဂလေးပါလေးကျင့်ကြမလား။အမလေးငါအစောကြီးထလာခဲ့တယ်ဆိုတာကနေကိုအလောက်ခိုင်းဖို့အကျွတ်အစောကြီးထပြီးတော့ထိုင်မနေရဘူး။ဘာအလောက်တစ်ခုခုမဆိုလောက်ရမယ်ဆိုပြီးတော့ပြောဖို့လေ။နေရတော့ငေါ့လေးကျင့်ငန်လာလောက်ခိုင်းနေတယ်ဟုတ်လား။ဟုတ်တယ်လေအမေရဲ့မနေ့အစောကြီးထလာမယ်အတူတူတော့ကျမတို့ယောဂလေးပါလေးကျင့်ကြမယ်။ မနက်အစောကြီးလေးအေးလေးတိုက်နေရကဘလောက်တောင်မှအသက်ရှူချောင်းစေလဲသီလားကျမတို့မနက်အစောကြီးထပြီးလေ့ကျင့်ခန်းလုပ်မယ်ဆိုလို့ရှင်တော့ကျမ်းမာကြီးလည်းကောင်းတယ်လေကောင်းလေတန်လည်းရှူရတယ်အရန်ကိုကောင်းတာပဲမင်္ဂလာမဆောင်ခင်တော့ဆိုရင်တော့ကျမအိမ်မှာအမြဲတမ်းယောဂဆော့တယ်ဒါဆိုရင်တော့အမေကျမအပေါ်ရက်ကိုတက်ပြီးတော့ယောဂကျင့်တော့မယ်နော်အမေရောအသက်ကလည်းကြီးနေပြီအရိုးတွေကလည်းအားနေနေရဆိုတော့ဖြစ်ပါမလားကျမတို့ဖြစ်မယ်လို့မထင်ပါဘူးအမေရဲ့အမလီနေရမြောင်ကောက်ဆိုင်လာခေါ်နေသေးတယ် ငါဒါတွေအားလုံးကမလုံနိုင်ဘူးမဖြစ်နိုင်ဘူးဆိုပြီးတော့နေရထင်နေရလားဟုတ်ပြီငါအခုချက်ချင်းလိုက်လာခင်မင်းဒီလိုနဲ့တပြားကလည်းသူ့ခမဖြစ်သူကိုတမင်တတ်တအမြဲတမ်းမခံချင်အောင်ဆွာပေးနေပြီးအလုပ်တွေအားလုံးကိုလုံခိုင်းနေခဲ့ရပါအရင်ကစပြီးတမီးရခမနှစ်ယောက်လုံးကမနှက်ဆိုရင်အိယာကနေအစောကြီးထားတတ်တဲ့အကျင်ရရှိသွားခဲ့ကြပါရီ။နေ့စဉ်နေ့တိုင်းလည်းအပေါ်ချက်ကိုသွားပြီးတော့ယောဂကျင့်ခဲ့ကြပါရီ။တရမှာတော့ရောင်းမလေးဖြစ်သူကလည်းတပြားကိုလာပြောပါရီ။ ဒါနဲ့ရောင်မရေကျွန်မပြောပြပါ့။ရောင်မကခေါင်းလျှော့ရင်နဲ့ခေါင်းလင်းစီဘာတွေများအတုံးပြုတ်နေရလဲ။စပင်ကအရင်ကောင်းတာပဲရှင်ထိုးနေရော။ကျွန်မရဲ့စပင်တွေကထိုးတယ်ဆိုပေမဲ့ခဏခဏကျွတ်နေတာဘာမှကိုမကြံတော့ဘူးတီလား။စပင်ကောင်းဖို့အတွက်ဆိုလို့ရှင်တော့နီလန်တစ်ခုပဲရှိတယ်။အဲ့ဒါကတော့စားချိန်တောက်ချိန်အိတ်ချိန်မှန်ကန်အောင်နေဖို့အတွက်ပဲနေမနက်အစောကြီးထားပြီးတော့လေကောင်းလေတန်းရှုလေကျင့်ကန်လေးပါလေလောက်ကြည့်ပါလားတကယ်ပြောနေရလားရောင်မရဲ့အဲ့လိုလုံးရင်တကယ်ပဲသပင်ကောင်းသွားမှာလား ဟုတ်ပြီလေဒါဆိုရင်တော့နောက်နေ့အစပြီကျမလည်းအမင်းနဲ့ရောင်းမနဲ့အတူတူလေးကျင့်ကအစောကြီးထားလို့တော့မယ်ဒီလိုနဲ့နောက်နေ့အစပြီရောင်းမဖြစ်သူကလည်းလေးကျင့်ကထားလို့ခဲ့ပါရီရပောင်းများစွာကြတဲ့အထိဒီပုံစံအတိုင်းပဲဖြစ်နေခဲ့ပါရီတရမှာတော့၃ရောက်သားယောဂါဆော်ပြီးအောက်ကိုဆလာခဲ့တဲ့အခါမှာတော့ဖွားခင်ဖြစ်သူကမေးလိုက်ပါရီကဲကြည့်ပါဦးအမျိုးသမီးတွေအားလုံးမနဲ့အစောကြီးဘယ်ကနေပြီးတော့ပြန်လာနေကြတာလဲဒါနဲ့အမေနဲ့ညီမလေးနှစ်ယောက်လုံးအစောကြီးနိုးနေကြတာလား င်းတို့ကအစောကြီးထားတဲ့အချင်းမရှိဘူးလေဘလို့ဖြစ်ကြတာလဲဟုတ်တယ်အကိုရဲ့ညီမလေးတို့၃ယောက်လုံးယောဂကျင့်ပြီးတော့ပြန်လာခဲ့ကြတာလေကျမတို့ရောင်မနဲ့အတူတူမနဲ့အစောကြီးထားနေကြတာကြပြီဟုတ်လားအမေရတကယ်ပြောနေရလားအမေတို့မနဲ့အစောကြီးထားကြတယ်အေးဟုတ်တယ်တားလေးရဲ့ချွေမလေးကသူနဲ့အတူတူငါတို့၂ယောက်လုံးကိုလည်းမနဲ့အစောကြီးထားတတ်အောင်လို့အကျင့်လောက်ထားပေးရလေပြီးတော့ချွေမလေးကငါတို့ကျမ်းမာရေးကောင်းဖို့အတွက်အခုလိုလုပ်ပေးတယ်ဆိုတော့ကိုလည်းငါတို့အနေနဲ့နားလည်သွားပြီငါတော့ဒီလိုချွေးမလေးမျိုးရတာအရန်ကန်ကောင်းတယ်လို့ထင်နေကွယ် ဟုတ်တယ်ဟုတ်တယ်အဖေနဲ့အကိုနှစ်ယောက်လုံးနားထောင်ကြနှစ်ယောက်လုံးနောက်နှစ်ယောက်ဆောက်ပြီးမနက်အစောကြီးထားရမယ်ပြီးရင်တော့ယောဂဆော့ရမယ်နော်ဒီနောက်မှာတော့မိသားစုတွေအကုန်လုံးကမနှက်ဆိုရင်အစောကြီးထားတတ်တဲ့အချိန်ရရှိသွားခဲ့ပြီးလေ့ကျင့်ခန်းလေးလုပ်ခဲ့ကြပါပြီ။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။